နိုဝင်ဘာလ19ရက်နေ့ကိုကို၎င်းကိုဆုံးမဩဝါဒကို၎င်းတတိပြု၍အမြဲတည်နေလောဒီမောသည်ဩဝါဒစာပထမစာတော်ခန်းကြီးလေးခန်းငယ်16မျိုးသက်တစ်ခုနဲ့တစ်ခုကွာဟမှုကိုညှိယူရ၌မိဘဖြစ်သူကျွန်တော်တို့အနေဖြင့်မိမိတို့ပြောသည့်အတိုင်းလှုပ်ဆောင်ရန်တနည်းအားဖြင့်မိမိတို့ယုံကြည်မှုကိုလက်တွေ့လှုပ်ပြဆောင်ရွက်ရန်ဖြစ်ပါသည်လူတွေကလည်းပြောပြီးလှုပ်တဲ့သောမိခင်တယောက်အနေဖြင့် ရည်သားများထဲလဲတွဲ၍အိတ်နေသူသမီးကိုဆုံးမရန်ခက်ခဲလာပါသည်အပြော်သဘောအရွက်တိုက်ရာမှအယက်သမားအစ်စ်နီးပါအစ်စ်ရောက်နေသောဖခင်တယောက်မနဲ့မိုးလင်းသည့်နေ့စီကလက်တလေးမိမညိရမခြင်းယုံရင်ကျဲတဲ့သောဆဲဆိုနေသည့်ဖခင်တယောက်ထိုဖခင်မျိုးများအနေဖြင့်မိမိသားများကိုအယက်မတော့ရန်နဲ့မွေးရေးဆေးဝါးမတုံးဆွဲရန်ဆုံးမရန်ခက်ခဲလာပြီ။ အသက်အရွယ်အတော်အသင့်ရောက်ရှိလာသူများအနေဖြင့်ခရီးရန်ကျင့်ဝတ်များကိုကိုယ်တိုင်ယုံယုံကြည်ကြည်ကျင့်သုံးလှုပ်ဆောင်ပြပါတာလူငယ်လူလတ်များထံမှ လေးစားမှုသို့မဟုတ်နားလည်မှုရယူနိုင်ပါတယ်။ယနေ့အတွက်ဆုတောင်းကြ။ဘုရားသခင်ငယ်ရတဲ့မျိုးဆက်တွေကကျွန်တော်ရဲ့ပြက်ကွက်တဲ့အပြုအမူတွေမြင်တွေ့နေရတာဖြစ်တဲ့အတွက်ပုံသက်တည်ကောင်းဖြစ်ဖို့ကုညီရောမူပါအာမင်။ ုတ်ကဲ့ပါအဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါခင်ဗျာမနေ့ပြန်ပါလဲတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဝင်ဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြစ်တမ်းရိုက်ခံလိုပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ရက်တွင်မှပြန်တွေ့ပါအောင်ခင်ဗျာ